ငလျင်တန်တဲ့ဒေတာများအတွက်နိုင်ငံတော်အနေနဲ့900ဘီလီယံမတ်တီပီကုညီကယ်ဆယ်ရေးလုပ်ငန်းတွေစတင်ဆောင်ရွက်နေပြီလို့ NASA ကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအွန်လိုင်းကဧပြီလ၁ရက်နေ့ကပြုလုပ်ခဲ့တဲ့အလူငွေပေးအပ်လူရန်ပွဲမှာပြောကြားခဲ့ပါတယ်။1932ခုနှစ်ခန့်မှစတင်ကငလျင်နဲ့ပတ်သက်ပြီးသင်ကန်းစာတွေများစွာရရှိခဲ့ပြီးဖြစ်ပေမဲ့အလေးထားဆောင်ရွက်ဖို့လိုအပ်ချက်တွေများစွာရှိတာကိုတွေ့ရတယ်လို့ဆိုပါတယ်။ အစာအုပ်တွေစောက်လို့ရမှာလဲဖြစ်ပေါ်လာနိုင်မဲ့ငလျင်တန်ကိုထဲသွင်းစဉ်းစားတာမရှိတဲ့ဆောင်ရွက်ခဲ့တာတွေကြောင့်ယခုဖြစ်ပေါ်ခဲ့တဲ့သဘာဝဘေးမှာမလိုလားအပ်တဲ့တည်ဆုံခဲ့ရမှုတွေဒဏ်ရာရရှိခဲ့ရမှုတွေနဲ့အပြောင်အဆုံများရှိခဲ့ရကြောင်း၎င်းကဆက်ပြောပါတယ်မနေ့ကပြုလုပ်ခဲ့တဲ့ငလျင်ဘေးတန့်တင့်ဒေသတွေမှာကုညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့စေတနာရှင်အလူရှင်တွေကငွေသား140.44ဘီလီယံအလူပစ္စည်း12.4ဘီလီယံလူရန်ခဲ့ပါတယ် ဧပြီလ၁ရက်နေ့နနက်၈နာရီအချိန်ထိစည်ရင်ကောက်ယူမှုတွေအရငလျင်ပေးတံကြောင့်တိစုံခဲ့ရသူ2919ဦးထိခိုက်ဒဏ်ရာရရှိသူ4521ဦးပျောက်ဆုံးနေသူ441ဦးရှိလာကြောင်းမှာခင်ဗျာ အရှာဖွံ့ဖြိုးရေးပန် ATP ကငလျင်တန်တဲ့မြန်မာပြည်သူများအတွက်အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေကိုပံ့ပိုးပေးဖို့အမေရိကန်ဒေါ်လာ3တန်းထောက်ပံ့ဖို့ပြင်ဆင်နေပါတယ်။အဆိုပါထောက်ပံ့ငွေတွေကိုမလေးရှားစာနာရိတ်ကအစီအစဉ် WFP ကနေအစားအစာတောက်သုံးရေးဆေးဝါးနဲ့အမိုးအကာစားတဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးမယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံကပြည်သူတွေအပေါ်ငလျင်လောက်ခတ်မှုအတွက်နက်နက်ရှိုင်းရှိုင်းစိုးရိမ်ပြီးအရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုပံ့ပိုးပေးဖို့ဒေါ်လာ3တန်းထောက်ပံ့ဖို့ပြင်ဆင်နေပါတယ်လို့အရှေ့တော်အာရှဆိုင်ရာ ADB ညွှန်ကြားရေးမှူးချုပ် Winfried Wickling ကပြောပါတယ် ဩစတြေးလျအစိုးရကငလျင်တန်ခံခဲ့ရတဲ့မြန်မာပြည်သူများအတွက်အမေရိကန်ဒေါ်လာ9တန်းထပ်မံလိုရန်မယ်လို့ဩစတြေးလျတန်ရုံရန်ကုန်ကထုတ်ပြန်ပါတယ်။ဩစတြေးလျရဲ့ပံ့ပိုးမှုအသစ်မှာအစားအစာရေးနဲ့တန်ရှင်ရေးအရေးပေါ်ကျန်းမာရေးနဲ့ပညာရေးတို့အတွက်ဩစတြေးလျ NGO တွေနဲ့၎င်းတို့ရဲ့ဒေတာရင်းလုပ်ပေါ်ကင်ဘတ်တွေကိုဒေါ်လာ3.5တန်းနဲ့အရေးပေါ်လှူရှာမှုမဟာမိတ်များအတွက်ဒေါ်လာ9တန်းအထိပံ့ပိုးကူညီသွားမှာပါ။ ဒါအပြင်ဒေါ်လာ3တန်းကိုအရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ဘေးရန်နဲ့စီမံခန့်ခွဲမှုဆိုင်ရာအာဆီယံလူသားချင်းစာနာမှုအကူအညီဆိုင်ရာညှိနှိုင်းရေးဗဟိုဌာန AHA စင်တာရဲ့ဂျိုပန်အာထုံးမှုတွေကိုပံ့ပိုးကူညီတော့မယ်လို့ဆိုပါတယ်။မတ်လ30ရက်နေ့ကလည်းဩစတြေးလျအစိုးရကလူသားချင်းစာနာမှုလုပ်ငန်းတွေအလင်းအမြန်ဆောင်ရွက်နိုင်ဖို့အမေရိကန်ဒေါ်လာ2တန်းကိုအပြည်ပြည်ဆိုင်ရာချက်ချင်းဒီကော်မတီ ICRC ကတဆင့် PA ထားကြောင်းမှာခင်ဗျာ မြန်မာအမခန့်လုပ်ငန်းကမက်ရှလာ28ရက်နေ့မှာလောက်ခတ်ခဲ့တဲ့မြင်းငလျင်ကြောင့်ပျက်စီးဆုံးရှုံးမှုများအတွက်ရောကြီးပေးရတော့မယ်လို့ထုတ်ပြန်ပါတယ်။မြန်မာအမခန့်လုပ်ငန်းမှာမိနဲ့မြင်းငလျင်ဘေးဒဏ်အကာအကွယ်နဲ့အမခန့်ထားရှိတဲ့အစိုးရဌာနတွေလုပ်ငန်းရှင်တွေနဲ့ပြည်သူများပိုင်အဆောင်အဦးစက်ပစ္စည်းတွေနဲ့ကုန်ပစ္စည်းတွေပျက်စီးဆုံးရှုံးမှုတွေကိုစစ်ဆေးတွက်ချက်ပြီးအ мян ဆုံးပေးရတော့မယ်လို့ဆိုပါတယ် ဒါကြောင့်သက်ဆိုင်သူတွေအနေနဲ့မြန်မာအမခန့်လုပ်ငန်းရန်ကုန်ရုံးချုပ်နဲ့နိစက်ရမြန်မာအမခန့်လုပ်ငန်းရုံးခွဲတွေထံဆက်သွယ်ပြီးရောကြီးတောင်းခန်းစာတွေပေးပို့ချဖို့အကြောင်းကြားထားကဖုန်းနံပါတ်39652263440 39652163468ထံဆက်သွယ်စုံစမ်းကြဖို့အတိပေးထားကြပါခင်ဗျာ ဂျပန်နိုင်ငံ Nippon Foundation ကမြန်မာငွေလျင်တန်ကိုတုံ့ပြန်တဲ့အနေနဲ့အမေရိကန်ဒေါ်လာ3တန်းနဲ့ညီမျှတဲ့ယန်း450တန်းခန့်ထောက်ပံ့ပေးသွားမယ်လို့မက်ရှလ32ရက်နေ့မှာကြေညာထားပါတယ်အဆိုပါထောက်ပံ့ငွေတွေကိုငလင်တန်တင်ဒေတာများအတွက်အစားအသောက်နဲ့ဆေးဝါးတွေအပါအဝင်အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးအပ်သွားမယ်လို့ဆိုပါတယ် ဖောင်ဒေးရှင်းအနေနဲ့ရန်ကုန်မြို့ကနီပွန်ဖောင်ဒေးရှင်းမြန်မာဆက်ဆံရေးရုံးနဲ့ညီနိုင်ကကုန်ပစ္စည်းတွေပေးပို့ရမယ့်နေရာတွေထံလိုအပ်ချက်နဲ့အညီအမြန်ဆုံးပို့ဆောင်နိုင်ဖို့ရည်ရွယ်ထားကြောင်းမှာခင်ဗျာ